ကျွန်မဒီရက်ပိုင်းမှာဖိဖြစ်တဲ့စာအုပ်တုံးရှိရဲ့အဲ့ဒါပါလဲဆိုရင်အားလုံးလည်းသိပြီးဖြစ်ပါလိမ့်မယ်ကဘာကျော်စာရေးဆရာကြီး first king ရဲ့စာအုပ်တကယ်ကိုအဲအခုအချိန်မှာပေါ့နော်တကယ်ကိုနာမည်ကြီးနေတဲ့စာအုပ်တုံးဖြစ်တဲ့ good vibes good life ဆိုတဲ့စာအုပ်လို့ကျွန်မဖတ်ဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးကလည်းဟိုတော်တော်များလည်းဖတ်ပြီးသားဖြစ်ပါလိမ့်မယ်နော်အဲ့ဒီနေရာမှာကျွန်မကဒီစာအုပ်ထဲကနေ lesson learn တွေပါတယ်ယူခဲ့ရလဲကျွန်မဗားတွေလေးလာတွေ့ရှိပြီးတော့ကျင့်သုံးလိုင်းနာရလဲဆိုတဲ့အချက်ကလေးတွေပြပြပေးတော့မှာဖြစ်တယ်အဲ့တော့ဒီဗီဒီယိုလေးကိုဆက်အောင်ကြည့်ပေးပါကျွန်မတော့မတ်တင်နေတာဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မဒီစာအုပ်မှာပေါ့နော်ဒီ ီ Covid Spot Like ဆိုတဲ့ vaccine size ရာ vaccine ရဲ့စာအုပ်မှာကျွန်တော်ပြမအူဆုံးတွေးလိုက်တဲ့အရာပါလဲဆိုတော့ကျွန်တော်တို့ရေပေါ်မှာစစ်မှန်တော့ပျော်ရွှင်ခြင်းဆိုတာရှိကိုရှိတယ်နော်စစ်မှန်သောပျော်ရွှင်ခြင်းတော့ရှိကိုရှိရဲအဲ့ဒီစစ်မှန်သောပျော်ရွှင်ခြင်းအဓိကလိုအပ်ချက်ကဘာလဲဆိုတာကိုဆရာဆရာကြီး first king ကနေသူရဲ့ပထမဦးဆုံးစာရဲ့အစမှနေမှာသူကဒီလိုအပ်ချက်ကြီးကိုဖော်ထုတ်ထားတာကိုကျွန်မတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းအရာလေးကိုကျွန်မ sharing လုပ်ပေးချင်တာပေါ့ โอเคအဲ့ဆိုစစ်မှန်တော့ပျော်ရွှင်မှုကပါလေလူတွေကမပျော်တာတွေများနေရယ်ကွာဘဝမှာเนาะစိတ်ညစ်စရာတွေများတယ်အာ depression တွေဝင်ကြတယ်ပြီးပျော်ရွှင်မှုကအကြိုက်မခံအောင်ခဏတာပဲအဲ့ဆိုအဲ့လိုမျိုးတွေအများကြီးများကြီးတွေ့နေရတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဘဝမှာစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာမရကြတော့ဘူးလားပေါ့เนาะတကယ်တမ်းစဉ်းစားကြည့်ရအောင်เนาะโอเคစစ်မှန်တော့ပျော်ရွှင်မှုဆိုတာပါလေမိမိကိုယ်ကိုချစ်မြတ်လို့ခြင်းပဲဖြစ်တယ်စစ်မှန်တော့ပျော်ရွှင်မှုဆိုတာကိုကိုကိုလား ဘယ်ရာမှမစစ်မှန်အောင်ကိုကိုကိုချိရတာလောက်ဘယ်ရာမှမစစ်မှန်အောင်ဆိုတော့ကျွန်တော်တွေ့ရပေါ့နော်ဟုတ်ပြီဒါဆိုရင်စစ်မှန်တော့ပျော်ရွှင်မှုဆိုတော့ကျွန်တော်တို့ဘဝမှာဘာကြောင့်အရေးကြီးတာလဲဆိုတာလေးကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ပေါ့နော်အဲ့တော့ကိုကိုကိုချစ်ခြင်းဆိုတာအားလေကိုယ့်ရဲ့ယုံကြည်မှုတွေကိုယ့်ရဲ့ confidence level တွေလည်းပို့ပြီးတော့မြင်လာနိုင်တယ်ကိုကိုကို respect ပေါ့နော်မိမိကိုကို respect တန်ဖိုးထားလေးစားမှုတွေလည်းပို့ပြီးတော့တိုးလာနိုင်တယ်ဒီအရာတွေညှင်မာလာတာနဲ့အမြကိုယ့်ရဲ့လိုချင်တဲ့ဘဝလမ်းကြောင်းပန်းတိုင်းတွေကလည်းပို့ပြီးတော့မှအဲ ဟိုဖြစ်နိုင်ခြေတွေပိုများလာတဲ့ပြင်ကိုယ့်ရဲ့ဘဝတိုးတက်အောင်မြင်မှုကလည်းပိုပြီးတော့မှဖြစ်နိုင်စွမ်းအားတွေပိုပြီးတော့မြင့်လာတာကိုကျမတို့တွေ့ရတယ်အဲဒါကြောင့်မိမိကိုယ်ကိုချစ်ချင်းသည်ဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာကိုလည်းကျမကအဲဒီဆရာကြီးရဲ့စာမှာတွားပြီးတော့မှတွေ့ရှိရပါတော့ အဲ့တော့စဉ်းစားကြည့်ရအောင်ကျွန်တော်တို့ဘဝမှာဘာကြောင့်ဒီ self love ဆိုတဲ့အရာကပုံပုံကိုချစ်မြတ်နိုးခြင်းဆိုတာဘာကြောင့်အရေးကြီးတာလဲဆိုတာလို့တစ်ချက်စဉ်းစားကြည့်ရအောင်ပေါ့နော်အဲ့တော့ပုံပုံကိုကျွန်တော်တို့ကလေအာထားမှာတော့တခုခုပေါ့ကိုလုံးလုံးမယ်လို့ဆိုပြထားတဲ့အရာတခုခုကိုလုံးလိုက်တဲ့အခါမှာပုံပုံကိုယုံကြည်မှုမရှိနေဘူးဆိုလို့ရှင်လေပုံပုံကိုလေးစားတန်ဖိုးထားတဲ့အရာတွေလည်းမရှိဘူးတခြားသောသူမိမိမဟုတ်တဲ့ကိုကိုတိုင်းမဟုတ်တဲ့တခြားသောသူကပုံပုံဘယ်လောက်ထိချစ်ကြောင်ဘယ်လောက်ထိဂယုစိုက်ကြောင်ဘယ်လောက်ထိတန်ဖိုးထားကြောင်ဘယ်လိုပဲ ပြောနေသည်ဖြစ်ပါစေပေါ့နော်ကိုကိုကိုယုံကြည်မှုတမောထားလေးစားမှုမရှိနေဘူးဆိုလို့ရှိရင်ကျမတို့ဘဝမှာ self love ဆိုတဲ့အရာမရှိနေဘူးဆိုရင်ကိုဘာပဲလုပ်လို့အောင်မလာမှာမဟုတ်ဘူးအဲဒါကြောင့်မလို့ကျမတို့တွေကတကယ်ကိုပျော်ရွှင်ခြင်းအစစ်အမှန်ကိုလိုချင်ရင်မိမိကိုကိုလေးစားတမောထားချစ်ခင်တတ်တဲ့စိတ်လေးရှိဖို့လိုအပ်တယ်ဆိုတာလို့ကိုပြောချင်တယ်အဲ့တော့ကိုကိုကိုချစ်ဖို့ဆိုတာကိုဘဝမှာလိုချင်တဲ့အရာတွေကိုစဖို့အတွက်ပထမအဦးဆုံးခြေတံလမ်းပဲဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုကျမတို့တူထားဖို့လိုအပ်တယ် အပြင်ကနေဘလောက်ပဲအဲကိုကိုဘလောက်ထိချစ်ပါတယ်ဘလောက်ထိမြန်တော့ပါအပြင်ကကိုမဟုတ်တဲ့အပြင်ကလူပုဂ္ဂိုလ်တဦးတယောက်ကတော့လည်းကိုကိုဘလောက်ပဲချစ်နေတယ်ပြီးတော့ကိုကိုကိုချစ်နေရဲ့အတွင်းစိတ်လောက်ဘယ်ရမှမစစ်မှန်အောင်အဲ့ဒါကြောင့်ကျမတို့ရဲ့ inner love ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် internally ချစ်နေတဲ့ကိုကိုကိုချစ်တဲ့ချစ်စိတ်လောက်စစ်မှန်တဲ့အရာဆိုတာမရှိပါဘူးပေါ့နော်အဲ့ဒါလေးကိုတစ်ခွက်ချက်ပြောချင်တယ် Okay ဒါဆိုလို့ရှိရင်ဒီကိုကိုကိုချစ်မြတ်နိုးခြင်းဆိုတော့ self love ကရှိခြင်း မရှိကြရင်ဘယ်ရာနဲ့တိုင်းတာလာလေ။ဩဒါလေးကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့စဉ်းစားကြည့်ကြရအောင်နော်။အဲ့တော့ self love ဒီတကယ်တမ်းကိုယ့်ရဲ့အရေးချင်းတွေပေါ်မှာကိုကလေးစားနိုင်စွမ်းတိုးမြင့်စေတယ်။ကိုကိုကိုအဲချစ်မြတ်လို့တဲ့သူကကိုလုံးလိုက်တဲ့အရာလေးကဘလောက်ပဲသိငယ်တဲ့အရာလေးပဲဖြစ်စေကိုလုံးလိုက်တဲ့အရာပေါ်မှာတံမိုးထားလေးစားမှုကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့လုံးနိုင်စွမ်းကိုအမြဲတမ်းကိုကိုတံမိုးထားလေးစားတယ်ပြီးတဲ့အခါကျလို့ရှိရင် ကိုယ့်ရဲ့အားနည်းချက်တွေကိုတော့ကိုလက်ခံနိုင်တယ်လူတိုင်းကအမှားမကင်ဘူးကျမတို့တွေကမှာလူတိုင်းကအမှားမကင်ဘူးအဲ့တော့ကိုယ့်ရဲ့အားနည်းချက်တစ်ခုတည်းပေါ်လာရင်တော့မှအဲ့ဒီအရာကိုလက်ခံပြီးတော့မှအဲ့ဒီအရာကိုပို့ပြီးကောင်းတဲ့ပုံစံကိုဘလို့ပုံစံနဲ့ changes ဖြစ်အောင်လုပ်မလဲဆိုတဲ့အရာကိုဒီ self luck ကနေကျမတို့ရနိုင်တယ်ဆိုတာလေးကိုလည်းကျမအသိပေးခြင်းတယ်ပေါ့နော် နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစမ်းမာရေးနောက်ပြီးခန္ဓာကိုယ်ပိုင်းဆိုင်ရာစမ်းမာရေးဒါမျိုးတွေကိုလည်းပို့ပြီးတော့မှလေးစားတန်ဖိုးထားပြီးတော့ကိုယ့်ကိုယ်ကိုပို့ပြီးတော့ဂရုတစိုက်နဲ့အာပို့ပြီးကောင်းမွန်တဲ့အရာတွေတိစောက်ပေးလာနိုင်တယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ self love ဖြစ်နေတော့နောက်တစ်ခုကပါလဲဆိုအရေးကြီးဆုံးပဲပါလဲဆိုကျမတို့တွေပြောမှာလေကိုယ်စံနာမပါပဲနဲ့လေလူတစ်ဖက်သားကိုအားနာလို့တော်လကအဲကိုယ့်ထက်ပါဝါကြီးနေလို့တော်လကောင်ကိုကအချို့အရာတွေကိုလေဟိုမလုတ်ပေးခြင်းမလုတ်လိုက်ရတဲ့အရာမျိုးတွေဒါမျိုးတွေရှိတတ်တယ်ကွာတိလားတကယ်လို့ ညာကို့မှာ self love ဆိုတဲ့ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးခြင်းအရာကဒါကြီးကြီးမားမားရှိနေတယ်ဆိုရင်လူတစ်ဖက်သားကကိုယ့်ကိုဘာပဲလာပြောနေပါစေကိုကအဲ့ဒီအရာကိုတတ်တိရှိရှိညင်းရဲတဲ့စိတ်ကအကြီးမားဆုံးဖြစ်လာလိမ့်မယ် ဒါဒီ self love ရှိခြင်းရဲ့အကြီးမားဆုံးအကျိုးရလဒ်ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါလေးကိုကျွန်မပြောချင်တယ်။အဲ့တော့အဲ science ya reverse king ကိုရာလည်းပြောထားတယ်ပေါ့။သူခြံပေးထားတဲ့အချက်တွေရှိရယ်ပေါ့နော်။အဲ့တော့ဒီမှာကျွန်မအဲ့ချက်လေးလည်းနည်းနည်းထည့်ပြောချင်တယ်ပေါ့နော်။အဲ့တော့ vasking ကဘာပြောလဲဆိုလို့ရှိရင်လူတိုင်းလူတိုင်းကလေဘဝမှာ perfect ဆိုတာမရှိဘူးเนาะဘဝမှာအမားတွေလောက်တာရှိမယ်ဒီခါလေးဆိုင်လွဲချုံမှုတွေရှိမယ်ပေါ့နော်ဘလို့ပဲရှိနေရှိနေဘယ်အရာចောင်းចောင်းမှပို့ပို့ပို့အဖြစ်မတင်ပါနဲ့တဲ့ဒါက vasking ကိုယ်တိုင်ကလေကျမတို့ဒီစာဖတ် က်သူတွေပေါ့နော်အကြံညာပေးထားတဲ့အရာပေါ့နော်ဘယ်တော့မှကိုကိုကိုအပြစ်မတင်ပါနဲ့ကျမတို့တွေဘွားမှာကြာရှုံးတာတွေရှိမဲ့လွဲချော်တာတွေရှိမဲ့လုတ်ခဲ့တဲ့အမားတွေရှိမဲ့အဲ့ဒီအရာတွေကနေပြီးတော့ကိုကိုကိုအပြစ်တင်မဲ့အစအဲ့ဒီအရာကနေငါဘာကြောင့်မှားခဲ့တာလဲငါဘာကြောင့်လွဲချော်ခဲ့တာလဲငါဘာကြောင့်မအောင်မြင်ခဲ့တာလဲဒီလိုမျိုးပုံစံလေးတွေနဲ့ကျမတို့က lesson line ယူပြီးတော့မှကိုယ့်ရဲ့ ပန်းနိုင်ကိုသွားတဲ့နေရာမှာကိုပို့ပြီးကောင်တိဆောက်လို့ရမယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကအာကိုရဲ့အမားဒီကိုအတွက်အောင်မြင်တိုးတက်စေမဲ့လှေကတိတစ်ခုဆိုတာလေးကိုမြင်ဖို့အတွက်ကို vesting ကအကြံဉာဏ်လေးပေးထားပါလေရှင်နောက်တစ်ခုကဘာလဲဆိုရင်အမြင်နဲ့ကိုကိုကို affirmation ယူကြမယ်ပေါ့နော် affirmation ယူမယ်ပြောလို့ကိုကို office ကားတွေအမြင်နဲ့ပြောရမယ်ဥပမာပေါ့ကျွန်တော်တို့မနက်မိုးလင်းလာပြီဆိုတာနဲ့ငါကတမိုးရှိတဲ့လူတစ်ယောက်ပါညအရာဝင်တော့မယ်ဆိုတာနဲ့ငါဒီနေ့လုပ်ခဲ့တဲ့အရာတွေကတ ကယ်ကိုပြီးပြည့်စုံအောင်ငါလုပ်နိုင်ခဲ့တယ်။ဒါမျိုးပေါ့ကိုယ့်ရဲ့စိတ်ကို motivation တက်စေမဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှဟိုလေးစားဂုဏ်စေရမယ်အပြောလေးတွေကိုကိုကိုပြောပေးပါမပြောဘူးသေးဘူးဆိုရင်အခုချက်ချင်းစပြောကြည့်လိုက်ပါတကယ် energy အပြည့်နဲ့ပြောကြည့်လိုက်တကယ်ထူးခြားတဲ့ခံစားမှုကိုခံစားရလိမ့်မယ် ဲ့ဒါကြောင့်ကိုကိုကိုအမြင်နဲ့အားပေးပါကိုကိုကို affirmation တွေရွတ်ပါ affirmation တွေရွတ်ပါပြောရမယ်ဆိုရင်ကျမတို့ရဲ့အတွေးတွေကျမတို့ရဲ့စကားလုံးတွေကပဲကျမတို့ဘဝတွေကိုဖန်တီးသွားတာကိုက negative တွေပြောမယ်ကိုကအပြူသဘောမဆောင်တဲ့အဆိုးဘက်တွေပဲစဉ်းစားနေမယ်တွေးတောနေမယ်ပြုမှုလှုပ်ဆောင်ပြောဆိုနေမယ်ဆိုရင်ကိုကိုကမှအဆိုးတွေကြီးပဲလာနိုင်မယ်အဲ့တော့ကိုကအပြူသဘောဆောင်တဲ့အရာတွေပြောဆိုမှတွေးတောမယ်လှုပ်ဆောင်မယ်ဆိုရင်ကိုကမှအပြူသဘောဆောင်တဲ့ရလက်တွေပဲရမှာအဲ့ဒါလုံးဝကျင်းသိတယ်အဲ့တော့ vasking ကိုယ်တိုင်ကလည်းဒါလေးကိုပဲသူက အကြံဉာဏ်ပေးထားတယ်။နောက်တတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်ကိုကိုကိုအချိန်ပေးဖို့ဒါ first king ကနေပြီးတော့မှကျမတို့အကြံပေးထားတဲ့နောက်ဆုံးတစ်ချက်ပေါ့ကိုကိုကိုအချိန်ပေးပါအဲ့တော့စဉ်းစားကြည့်ရအောင်ကျမတို့နေရာလေးအချိန်တွေရမ်းရှိနေကြတယ်ပေါ့နော်တော်တော်များများ24နာရီလူတိုင်း24နာရီဒါပေမဲ့အဲ့24နာရီကြည့်ကြည့်လိုက်ကိုကိုကိုအချိန်ပေးတဲ့အချိန်ဆိုတော့လုံးဝမရှိသလောက်ဖြစ်တယ်အဲ့တော့စဉ်းစားကြည့်နော်ကိုယ့်ရဲ့ me time တနေ့ကြာကြွမှာကိုယ့်ရဲ့ me time ဘယ်လောက်ယူပြီးသွားပြီလဲကျမဆိုလို့ရှိရင် me time ရမ်းရှားတယ်မရှိသလောက်ဖြစ်တယ်ဒါကြောင့်တစ်လလုံးနေလို့မှတစ်ရက်တောင်မပြည့်ဘူး me time က အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမတို့ကအဲအလုပ်တွေအများကြီးလုပ်ပြီးတော့မှစုပြီးလုပ်ပြီးတော့မှငါနားမယ်ဆိုတာမျိုးကိုမလုပ်ဖဲနဲ့တနေ့မှအချိန်နည်းနည်းစပေးကြည့်မနက်မိုးလင်းစအချိန်မှ15မိနစ်လောက်ပေးကြည့်လိုက်အနည်းဆုံး15မိနစ်လောက်ပေးကြည့်လိုက်ကိုယ့်ရဲ့အချိန်လေးကိုရှေ့လေးကိုရွှေ့ပြီးနည်းနည်းလေးစောစောလေးထ15မိနစ်လောက်ပို့ထားအဲ့ဒီအချိန်မှာတခြားဘာအလုပ်မှမလုပ်နဲ့ကိုယ့်ကိုယ်ကိုယ်ပဲအချိန်ပေးကြည့်လိုက် တကယ်ကိုတိုးတက်ကြောင်းလဲမှုအများကြီးကိုရလိမ့်မယ် ဲ့တော့ဟုတ်ပြီဒီ15မိနစ်တုန်းကကျမတို့ဘာလုပ်ရမှာလဲပေါ့နော်အဲ့တော့ဒီမနက်ပိုင်းလေးဒီ15မိနစ်မှာကျမတို့လုပ်ရမယ့်အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ စာတစ်ခုခုဖတ်တာမျိုးကိုယ့်ရဲ့အုံနာကိုခွန်အားပြည့်စေတဲ့စာကိုယ့်ရဲ့နှလုံးသားကိုခွန်အားပြည့်စေတဲ့စာတစ်ခုခုဖတ်တာမျိုးပြီးရင်စာတစ်ခုခုချရေးတာကိုယ့်စိတ်ထဲမှာရှိနေကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့စံနာတွေကိုချရေးလိုက်တာမျိုးအဲပြီးတဲ့အခါကျရင်အဒီဒီဝန်ထပ်တော်တဲ့ရှူတာမျိုး meditation လုပ်တာပေါ့နော်ယောဂကစားလိုက်တာ meditation လုပ်တာဒါမျိုးလေးတွေမှာဒီ15မိနစ်ထဲမှာကိုယ်ကဝင်အောင်လုပ်နိုင်နေဆိုလို့ရှိရင်အချိန်တလမကြာဘူးကျွန်မချစ်တော်လို့အချိန်တလမကြာဘူးတကယ်ပြောင်းလဲမှုတွေတွေ့ရလိမ့်မယ်အဲကြောင့် me time อยู่ပါလို့ကျွန်မကပြောချင်တယ်ဒါ of asking ကလည်းအကြံဉာဏ်ပေးထားတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့အခုကျမပြောသွားတဲ့နေရာမှာဒီ self love ရဲ့အကြောင်းကိုပြောသွားတယ်မဟုတ်ဟုတ်ပြီအဲ့ဆိုရင် self love ကိုတကယ်တမ်း practice လုပ်မယ်အသုံးချမယ်ဘယ်လိုလုပ်မလဲအဲ့ဒီ me time နဲ့မှာလုပ်ကြည့်ကြည့်လိုက် အဲ့ဒီ me time နဲ့မှာလို့ကြည့်ကြည့်လိုက်ကျွန်တော်တို့ me time နဲ့မှာကိုကဘာလုပ်ရမလဲဆိုလို့ရှင်ခုနပြောတဲ့စာဖတ်တာစာရေးတာအဲ့တော့စာရေးတယ်ဆိုတဲ့အရာလို့ကျွန်မဆွဲထုတ်ပြမယ်နော်စာရေးမယ်ဆိုတဲ့နေရာမှာကိုကကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့အရာတွေတော့ကိုတနေ့တာလုံးမဲ့အရာတွေဆိုတော့ဘာပဲဖြစ်ဖြစ်တကူချရေးမယ်လို့ပြောတဲ့ကမှာ journaling လုပ်တာမျိုး channeling လောက်တာမျိုးကိုယ်စိတ်ထဲမှာရှိနေတဲ့အရာကိုလုံးချင်တဲ့ကိုဖြစ်ချင်တဲ့အရာတွေကို channeling လုပ်ပြီးခြာရေးတာမျိုးလုပ်မယ်ပြီး gratitude ရေးရမယ် gratitude ရရမယ်နေ့စဉ်တိုင်းကျေးဇူးတရားတိကျမှုကိုခြာရရမယ်အနည်းဆုံးတော့၃ချက်ခြာရရမယ်အနည်းဆုံး၃ချက်ခြာရရမယ်အဲ့တော့ကိုကကိုကိုကိုကျေးဇူးတင်တာမျိုးပြီးလို့ရှိရင်အဲကိုကိုအကျိုးပြုလိုက်တဲ့သူတရားကိုကျေးဇူးတင်တာမျိုးကိုကိုသင်ခန်းစာပေးလိုက်တဲ့သူကိုကျေးဇူးတင်တာမျိုးအဲဒါမျိုးလေးတွေကိုကျမတို့က gratitude ရေးရမယ်နော်နေ့စဉ်တိုင်းအနည်းဆုံးတော့၃ခုရအောင်ရေးမယ်ဥပမာအပြင်တော့အဲကားပါတော့မနှက်အစောကြီးဆိုလို့ရှိရင်အဲငါကအရန်ကိုပြပြစုံတဲ့သူဖြစ်တဲ့တော့ငါကငါကျေးဇူးတင်ပါတယ် ဒါမှမဟုတ်လေညာဤခံရောက်လို့ရှိရင်ငါဒီနေ့လုံဆောင်ခဲ့တဲ့အရာတွေကတကယ်ကိုကောင်းမွန်ပြည့်စုံတဲ့အတွက်ဘာကိုမှကျေးဇူးတင်တယ်ဒါမျိုးလေးတွေပေါ့အဲ့လိုမျိုး gratitude လေးတွေကျမတို့ခြာရင်းမယ်နောက်ထပ်လေ့ကျင့်ချက်တစ်ခုကဘာလို့ရမှာလဲဆိုရင် Fridays တစ်ခုပါပေါ့ကျမတို့ကြီးမှန်တီးတီးတစ်ချက်ထားမယ်အဲ့ဒီကြီးမှန်တီးတီးတစ်ချက်ကိုတေချာစိုက်ကြည့်ပြီးတော့ကိုယ်ပုံကိုကိုယ့်ရဲ့ပုံရိပ်ကိုတေချာစိုက်ကြည့်ပြီးတော့မှ affirmation တွေရေးရရမယ်ကိုယ့်ကိုယ်ကိုချစ်တဲ့စကားတွေပြောရမယ်။ငါအရန်ချစ်ဖို့ကောင်းတယ်ငါအရန်တော်တယ်ငါအရန်လာတယ် ဒါမျိုးလေးတွေကိုကိုကိုဒီမှန်ထဲမှာချိနေတဲ့ကိုယ့်ရဲ့ပုံလေးကိုစိမ့်စိမ့်ကြည့်ပြီးတော့မှကိုဒီတကယ်ကိုချစ်ဖို့ကောင်းတယ်ဆိုတဲ့အရာချစ်စိတ်ကိုတွင်းပြီးတော့မှကိုကိုကိုမြစ်တာပို့နိုင်ရမယ်ဒါဒုတိယလုပ်ရမယ်အချက်ပေါ့နော်နောက်ဆုံးလုပ်ရမယ်အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့နေနမိတ်ပိုင်းချပေးရမှာ ကလေးဆိုင်ကျမတို့ကလေအလုတ်ပြီးချင်စောတွေများတယ်တာဝန်ယူချင်စိတ်တွေများတယ်အဲ့ခါကျတော့ကိုမနိုင်တဲ့ဝင်နေွားဆောက်ကိုထမ်းလာတယ်အကိုမလုံးနိုင်တဲ့ຢာလည်းຢာတယ်လုံးမຢာတယ်လုံးမဒီလိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ boundary နဲ့နမိတ်တတ်မှတ်ရမယ်ကိုမလုံးချင်တဲ့အရာကိုမလုံးထိုက်တဲ့မလုံးသိမှုလို့ထင်တယ်ရမလို့မလုံးကိုယ်စီမှာကိုဘယ်လိုပြောမလဲ ဒါယူလို့ဘုမတင်ကြုံဆိုအရာကိုအာမနာစတိုင်းငင်းတိုက်ရမယ်ဒီကအာကျမဒါကတော့လုံးဖို့အဆင်မပြေလို့ကျမမှာအချိန်မရှိလို့ဒီကတော့ကျမနဲ့မတင်တော်လို့ဒီလိုမျိုးအချောင်းပြချက်လှလှလေးနဲ့ငင်းတက်တဲ့အလေးချင်ကိုလည်းကျမတို့လုံးဖို့လို့လေဒါကို boundary လို့ခေါ်တယ်အဲ့တော့အားလုံးမချုပ်ပြီးပြောမှဆိုရင် vasking ကဘာတစ်ခုထည့်ပြောထားလဲဆိုရင်ကိုကိုကိုအရှိကိုအရှိတိုင်းလက်ခံနိုင်ခြင်းပြီးတော့ဒီထက်ပိုကောင်းတဲ့အရာတွေနဲ့ကိုယ်ဒီထိုက်တန်နေဆိုတဲ့ခံစားချက် ထီယာပြည့်စုံရင်ဘဝမှာမဆူအောင်မြင်တယ်။ဒါ first king ကပြောခဲ့တဲ့စကားပေါ့နော်။အဲ့တော့ချစ်ချင်းမေတ္တာဆိုတာတဲ့နော်။ကိုကိုကိုလက်ရှိတိုင်းလဲလက်ခံရမယ်။ပြီးရင်ကိုဒီကြီးချက်ကြီးချက်ကောင်းတဲ့အရာတွေနဲ့လည်းကိုပါထိုက်တန်တယ်ဆိုတဲ့အချက်နှစ်ချက်ပြည့်စုံတယ်ဆိုလို့ရှိရင်ကိုဒီချစ်ချင်းမေတ္တာနဲ့ထိုက်တန်တဲ့သူပါ။ကိုဒီကိုကိုကိုအကောင်ဆုံးချစ်ချင်းမေတ္တာအပြည့်နဲ့ဝန်းရံရမှာဘဝမှာအောင်မြင်မှုတွေရယူနိုင်တဲ့သူပါလို့ first king ကပြောခဲ့တယ်။အဲ့တော့ جماعه တော့အဲဒီသူ့ရဲ့ဒီ self line နဲ့ပတ်သက်တဲ့အကြာလေးတွေကိုကျွန်မတကယ်ကိုတော့စာမျက်သက်လို့ကျွန်မချစ်တော်တို့ကိုလာပြီးတော့မှမျှဝေပေးတာဖြစ်တယ်။အဲ့တော့ပြန်ချုပ်ပြီးပြောလို့ရှိရင်ကိုကိုကိုပေါ့နော်တနေ့တာအတွင်းမှာကိုယ့်ရဲ့အချိန်တိတက် me time တွေကိုယူကြပါပြီးလို့ရှိရင်ကိုယ့်ရဲ့အခန်းစားချက်တွေကိုအလေးထားတံမိုးထားပါကိုယ့်ရဲ့အတွေးတွေကိုတံမိုးထားကိုယ့်ရဲ့ပြောဆိုမှုတံမိုးထားကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုတံမိုးထားရပါမယ်။ပြီးရင်တခြားသူတွေရဲ့ဆန္ဒအတိုင်းမရှင်းတယ်မှာနဲ့ကိုယ့်ဆန္ဒအတိုင်းပဲရှင်းတယ်ပါလို့ကျွန်မပြောချင်တယ်။အထူးကကိုယ့်ရဲ့ inner mind ကိုယုံကြည်ပါ inner soul ကိုယုံကြည်ပါကိုယ့်ရဲ့ twin စိတ်ကပြောဆိုကြံစီတွေးတောပြုမှုလုံးဆောင်တဲ့များလို့ပဲယုံကြည်ပြီးတော့ live လုပ်ပါလို့ကျွန်မပြောချင်တယ်အဲ့တော့ဒီချက်တွေကတော့အာဆရာကြီး fasting ရဲ့ good vibes good life ရဲ့ဆောင်းကျမှာပါတဲ့ကိုကိုကိုချစ်ဖို့အတွက်ကိုလမ်းညွှန်ပြပေးထားတဲ့အချက်တွေဖြစ်တဲ့ဒေတာ live လုပ်ပြီးတော့မှဘဝရဲ့ထုတ်ပြပြောင်းလဲခြင်းတွေကိုယာယူကြပါနောက်ထပ်ဗီဒီယိုတွေမှာလည်း CIA Vasking ရဲ့နောက်ထပ်နောက်ထပ်သင်ခန်းစာတွေထပ်ပြီးတော့မျှဝေပေးတော့မှာဒီလို stay tune ပါ bye bye ပါရှင်